ကန်တမရထရန့်ကတော့ကမ္ဘာမှာပြဿနာအရှာနိုင်ဆုံးတမရတယောက်လို့ပြောရင်မမှားပါဘူး။ကမ္ဘာရဲ့နိုင်ငံရေးစီးပွားရေးရည်စည်းတွေကိုစကားတခွန်းလောက်ရတခုနဲ့တည်းကပြောင်းကပြန်ပြုတ်လုံနိုင်သူတွေဖြစ်ပါတယ်။အခုလည်းအမေရိကန်ရဲ့အရေးကြီးစီးရေးသတင်းတစ်ခုပေါ့ချခဲ့တာကြောင့်သူ့ရှူသူ့ပတ်ဖြစ်နေရပါပြီ။ဒီအကြောင်းကို The Atlantic သတင်းဌာနကဖောက်သည်ချရေးသားခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်ကတော့ဒီလိုပါ။ ရီမေကိုဘုံကျဲဖို့အတွက်အမေရိကန်ထိပ်သီးအစိုးရအဖွဲ့တွေအစည်းအဝေးလုပ်တဲ့အခါအဲ့ဒီအစည်းအဝေးရဲ့ဆုံးဖြတ်ချက်တွေသဘောတူညီချက်တွေဟာပြန့်နှံ့သွားခဲ့ပါတယ်။မလ17ရက်နေ့အင်္ဂါနေ့မှာ The Atlantic Editor ချုပ်စီကို Signal Application ကနေအခြေဆက်တစ်ခုရောက်လာခဲ့ပါတယ်။ Michael Wall ဆိုတဲ့နာမည်တစ်ခုနဲ့အခြေဆက်လာခဲ့ပါတယ်။ Editor ချုပ်ကဘသူဘဝမှမသိပေမဲ့အဲ့ဒီအကောင့်ကိုလက်ခံလိုက်ပါတယ်။နောက်နေ့ရက်အကြံမှာတော့အဲ့ဒီအကောင့်ဟာ Editor ချုပ်ရဲ့အကောင့်ကိုဂရုတစ်ခုတည်းကိုထည့်သွင်းလိုက်ပါတယ်။ ပြဿနာကအဓိကစတာပါ။အဲ့ဒီ Signal Group ဟာ American Titan အရာရှိတွေပါဝင်နေတဲ့ group ဖြစ်ပြီးရီမင်ကိုဘုံကျဲဖို့ကိစ္စနဲ့ပတ်သက်လို့ဆွေးနွေးတိုင်ပင်ခဲ့ကြတာပါ။ The Atlantic Editor ချုပ်ဟာဘုံကျဲမယ်ဆိုတဲ့ဖြစ်စဉ်ကိုအစောပိုင်းချိန်ဆမှုပြုလုပ်ခဲ့ကဘုံကျဲခင်နှစ်နာရီစောပြီးသိရှိခဲ့တာဖြစ်ပါတယ်။ပေးပို့တဲ့စာရီထဲမှာရီမင်ကို တိုက်ခတ်ဖို့အချိန်ပြည့်မဲ့တွင်နဲ့တိုက်ခတ်မဲ့လက်နက်တွေကအစအသေးစိတ်သိရှိခဲ့ရတာဖြစ်ပါတယ်။အဲဒီရာဇုတ်ကတော့ဒီဖြစ်စဉ်ကိုသူ့အနေနဲ့မတော်တဆခွင့်ရှိခဲ့တာဖြစ်တယ်လို့យေတာထားပါတယ် အရိစာကိုရရှိပြီးနောက်ထပ်နှစ်နာရီလောက်မှာတော့ရီမီမျိုးတော်မှာပောက်ကွဲမှုကြီးဖြစ်သွားခဲ့တာကိုတွေ့ရှိရပြီးသူရောက်နေတဲ့အဲ့ဒီအမေရိကန်အစိုးရအကြီးအကဲတွေပါဝင်နေတဲ့ group မှာအောင်ပွဲခံမှုတွေရေးသားပြုလုပ်ခဲ့တာကိုတွေ့မြင်ရတယ်လို့ဆိုပါတယ်အခုတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး trend တယောက်လဲခေါင်းကြီးတောက်နေရပါပြီနိုင်ငံရေးလှုပ်ရှားချက်တွေကိုအခုလိုလူလဲကူကူပေါက်ကြားအောင်ပြုလုပ်ခဲ့တာနဲ့ပတ်သက်လို့ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်အခုသတင်းစာပေါ်နဲ့ပတ်သက်လို့အမေရိကန်ထိပ်ပန်းအရာရှိတွေကတော့ညှင်းဆူထားစေဖြစ်ပါတယ်